အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖျက်ပြထည့်ဆက်ပေးခြင်းတဲ့ဆောင်းပါးကောင်းလေးရတော့ဆိုင်းရေးဆရာဗမောသိန်းပြည်ရေးသားထားတဲ့မြဝေလိုတော့အတွေးများလေးစာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖျက်ပြထည့်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကအချိန်မပြုံးစီခြင်းပါလို့အမည်ရပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာအချိန်မပြုံးစီခြင်းပါ အသက်30အရွယ်လူတယောက်ဟာကုမ္ပဏီတစ်ခုမှာလစာနည်းနည်းလေးနဲ့အလုပ်လုပ်နေတယ်။သူ့မှာရာထူးတက်ဖို့လစာတိုးကိုလည်းမျှော်လင့်စရာမရှိဘူး။လစာမလုံလောက်တဲ့အတွက်အိမ်နောင်လည်းမပြုတ်နိုင်သေးဘူး။သူဟာသူ့ဘဝကိုမျှော်လင့်ချက်ကင်းမဲ့စွာနဲ့အချိန်ဖြုန်းနေတယ်လို့ထင်နေတယ်။နှစ်တီချလာတဲ့သူ့ခြေထောက်ကအရင်တိုင်းပဲဖြစ်နေပါတယ်။ဒါပေမဲ့တရက်မှာသူ့ကောင်းတဲ့အချက်တစ်ခုပေါ်လာတယ်။အဲ့ဒီအချက်ကိုအခုလိုအကောင့်ထဲပေါ်လိုက်တယ်။သူ့ကုန်စည်တိုင်းတစ်ခုကိုသွားပြီးဖန်မှုကြီးတစ်လုံးနဲ့ရောင်စုံဖန်ကုန်လီလုံးတွေကိုဝယ်လိုက်တယ်။ အိမ်ပြောက်တာနဲ့ဇဝဲမှာထိုင်လိုက်ပြီးလက်ရှိချိန်ကနေသူ့အလုံနာတဲ့အချိန်ထိအသက်60အထိပေါ့စနေနေ့ပေါင်းဘလောက်ကျန်တယ်လဲဆိုတာကိုတွက်ကြည့်လိုက်တယ်တွက်လို့ရတဲ့စနေနေ့နဲ့ညီမျှတဲ့ဖန်ကုန်လီလုံးအရေအတွက်ကိုဖန်ဘူးကြီးရဲ့ကိုထည့်လိုက်တယ်ပထမဆုံးစနေနေ့မနက်ကိုရောက်တော့သူကဖန်ဘူးကြီးတွေကဖန်ကုန်လီတစ်လုံးကိုနှိုက်ယူလိုက်တယ်ပြီးတော့ဖန်ကုန်လီလုံးကိုလက်ဖွားပေါ်မှာတင်ပြီးစွစွစိုက်ကြည့်ရင်းနဲ့သူ့ကိုယ်သူကုလို့မိကုန်းတွေမိလိုက်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကငါဘာလုပ်ခဲ့တယ်လဲငါဘာတွေလိလတက်မြောက်ခဲ့တယ်လဲ ဘဝင်းကြီးကလူတွေကိုငါဘာတွေအကျိုးပြုခဲ့တလဲငါရီမဲ့ချက်ပန်းတိုင်းကိုရောက်ဖို့ငါဘာတွေလုပ်ခဲ့တလဲငါမှာရှိတဲ့အရေးချင်းတွေကဘယ်အရာတွေကိုအသုံးချခဲ့တလဲပြီးခဲ့တဲ့တပတ်ဟာငါ့ကိုအကျိုးရှိစေခဲ့သလားငါအချိန်ဖြုန်းခဲ့သလားပြီးတော့သူကလာမယ့်အပတ်အတွက်အခုလိုမိကုန်နေမိပြန်ပါလေလာမယ့်အပတ်ကိုငါ့အတွက်အကျိုးရှိအောင်ဘာတွေလုပ်မလဲဒီအချိန်တွေလောက်ကိုအရေးကြီးဆုံးအရာတွေကဘာတွေလဲငါဘယ်သူတွေကိုအကူအညီပေးရမလဲငါပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ ငါကြောက်နေတာတွေကဘာတွေလဲအဲ့ဒါတွေကိုဘယ်လိုဖြေရှင်းမလဲငါမှရှိခဲ့အရေးချင်းတွေကဘယ်ဟာတွေကိုအသုံးချမလဲသူကအဲ့ဒီမိခွန်းတွေကိုပေးပြီးလေးလေးနက်နက်စဉ်းစားတယ်အဖြေရရပြီဆိုတာနဲ့လက်ဘွားဘွားအကောလီလုံးကိုမှိုက်ပုံးလေးကိုပြစ်ထည့်လိုက်တယ်သူ့ဖန်မှုရဲ့အကောလီလုံးတစ်လုံးရှော့သွားပြီဒါပေမဲ့မတိတာပါဘူးသူကအဲ့ဒီချိန်ကိုစနေနေ့တိုင်းမပြတ်မကွက်လုပ်နေတယ်လာပေါင်းအတော်ကြာလာတဲ့အခါမှာဖန်မှုရဲ့အကောလီလုံးတွေကအတော်ကြီးကိုနေသွားပြီ အဲ့ဒါကိုမြင်နေသူ့အတွက်အချိန်သေးမချင်တော့ဘူးဆိုတာသိပြီးတော့သူလှုပ်ရှားရှိတာတွေကိုအချိန်မဖြုံးမဲ့ဆက်လုပ်တယ်။သူရဲ့စိတ်ထဲလည်းပြောင်းလဲသွားပြီ။ဒိုးတက်အောင်မြင်ခြင်းစီတွေတဖွာဖွာပေါ်လာတယ်။ဒါကြောင့်လေသူ့ဘဝကိုတိုးတက်အောင်ကြိုးစားတယ်။သူဟာအသက်40ကျော်လောက်မှပဲကြီးပွားအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာတယ်။ဒါရတဲ့အိမ်တော်တစ်ခုကိုတိဆောက်ပြီးဘဝမှာပျော်ရွှင်စွာနေနေပါတယ်။သူဘာဖြစ်လို့အဲ့ဒီဘဝကိုရောက်သွားခဲ့တာလဲ။အကြောင်းကသူကိုယ်သူအပတ်စဉ်သုံးသက်ဆင်ခြင်တဲ့အခြင်းအကြောင်းဖြစ်ပါတယ်။ မိတ်ဆွေရီမန်းချက်ပန်းနိုင်မရှိပဲအပြောပါရည်နဲ့အချိန်ဖြုံနေသလားအဲ့ဒီလိုဖြစ်နေလူဘဝမှာကျန်ရှိတဲ့အချိန်လေးကိုအသုံးချတတ်ဖို့ဒီနည်းလေးကိုလိုက်လုပ်ကြည့်ပါအခုကျွန်တော်ဖပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့ဇာယင်ဆရာဘမောသိမ့်ပြီးရေးသားထားတဲ့အမြော်ဝေလို့တော့အတွေ့အများလေးစာအုပ်ထဲမှာအချိန်မပြောင်းစီခြင်းမှလို့အမိရတဲ့ဆောင်းပါးကောင်းလေးတပုတ်ကိုရွေးချယ်ဖပြတက်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဒီဆောင်းပါးလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုကိုကိုတော်တတ်ဖို့အတွက်လက်ရှိအချိန်ကို အကျိုးရှိရှိအတုံးချမယ်ဆိုလို့ရှိရင်ဘလို့နီလန်းလေးတွေနဲ့အကျိုးရှိရှိအတုံးချတဲ့နယ်ဆိုတဲ့အကြောင်းလေးတွေကိုယ့်ရဲ့အားနည်းချက်ကိုယ့်ရဲ့အားသာချက်ပြီးတော့ကိုယ်ဘာတွေလုပ်ခဲ့ပြီးပြီလဲကိုဘာတွေဆက်လုပ်ဖို့လိုသေးသလဲစတဲ့တကယ်တန်ဖိုးရှိတဲ့မိကုံးလေးတွေကို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 ပြန်မိတတ်ဖို့ဒီဆောင်မလေးမှာရေးသားဖော်ပြထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့ နာရှင်တို့များအနေနဲ့လည်းဒီလိုမျိုးဆောင်းပါးကောင်းလေးတွေပါတဲ့ဆရာပေါ်မသိမ့်ပြေးသားထားတဲ့မျက်ဝဲလို့တော့အတွေ့များလေးငွေရင်းစာအုပ်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature ပြီး channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာနာရှင်တို့များအားလုံးဘေးရန်ကတဲ့ကင်းကျင်းကြပါစေဒေါသကတဲ့ကင်းကျင်းကြပါစေစိတ်ရင်ကတဲ့ကင်းကျင်းကြပါစေနှလုံးစင်ဝင်အေးချမ်းကြပါစေနာရှင်တို့များအားလုံးဘေးရန်ကြောင့်ကြစိတ်ရင်ကိဝေကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးတလုံးတော့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feed channel လေးမှာအနာဆင်ပေးခဲ့ကြသူတို့တို့တယောက်ချင်းစီကို ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ။